တော်ဝါရီရဲ့အသားလုံးဝရှောင်ကျင်ပြီးတော့တတ်တလို့စားရတယ်ဆိုပြက်အခြေအနေကအမှန်မှထူချားတယ်ပေါ့တချို့ကလည်းမေးကြအောင်ပဲပေါ့တတ်တလို့စားရုံနဲ့တရားဓုရနိုင်သလားပြောမယ်ဆိုလို့ရှိရင်မိမိရဲ့စိတ်ပေါ်မှာအဓိကရှိတယ်မိမိတတ်တလို့စားခြင်းရဲ့ရည်ရွယ်ချက်ဟာတော်ဝါရီပေါ်မှာမေတ္တာထားဖို့ အကျဉ်းတရားထားမှုကိုလက်တွေ့ပြတာတဲ့အနေနဲ့တသက်လို့စားပြီးတော့တရားဓမ္မကျင့်ကြံကြိုးကိုအထောက်မယ်ဆိုစိတ်ရဲ့ဖြူစင်မှုတွေဟာတည်တည်ချာချာသရဝရရဲ့အသားကိုစားပြီးတော့ကျင်နာတရားကိုပြတာတဲ့တသက်လို့စားပြီးတော့ကျင်နာတရားကိုပြတာပို့ပြီးတော့သဘာဝကြတယ်လို့ဆိုနိုင်သို့တော့ ဘယ်စားစားကိုပဲစားစားမြတ်စွာဘုရားသခင်ကိုရောမြတ်ဟောကြားခဲ့တဲ့အတိုင်းအာမခန္ဓာသုံးပါးတကယ်လူတွေကိုဒုက္ခပေးနေတဲ့အရာဟာအစာအာဟာရမဟုတ်ဘဲနဲ့ထို့အစာအာဟာရပေါ်မှာတတ်မဲ့တဲ့တဏှာတည်တာလင်အငြိအကျေးဖြစ်တယ်ပေါ့တတ်တတ်လို့ပေါ်မှာပဲတတ်မဲ့တတ်မဲ့တတ်တတ်မလွတ်တဲ့အသားပေါ်မှာပဲတတ်မဲ့တတ်မဲ့ ရတ္တတဏဆိုရာဒီတောင်းတဲ့သရဝါဒီကိုနှိမ့်ဆက်နေတဲ့အရာကိလေသာတရားဖြစ်တယ်။ဒါကြောင့်ရတ္တတဏကိုဖယ်ရှားမှုကအဓိကထိုရတ္တတဏမလိုက်ဖဲနဲ့ရာသမြနဲ့ခြေနဲ့ရောင်ရဲခြင်းမိမိပဝန်းကျင်မှာတောတောင်မှာရှိတဲ့တိဥ္ဒိက္ခုနဲ့ပဲရောင်ရဲခြင်းနဲ့ရင်းဆိုရရောင်ရဲမှုတန်လေခဂုံကိုတော့တတ်တတ်လို့စာခြင်းကတိုးတက်မှု ပို့ပြီးတော့သူတော်ကောင်းတွေရဲ့တိတ်ခါကိုပို့ပြီးတော့ထင်ရှားစေတယ်လို့သူတို့ဆိုရမှာမြတ်စွာဘုရားကအများကိုတတ်တယ်လို့စားဖို့တိုက်တွန်းခဲ့တာမဟုတ်တော့လည်းပဲတန်လေးခါကုံတန်တုထီကုံနေနဲ့ခြိလိုက်မယ်ဆိုလို့ရှိရင်တော့စားနိုင်သူတွေအတွက်မှမတမ်းမှချီးမားတဲ့အတူယူပဲအကြွယ်မေတ္တာဘာဝနာရဲ့အခြေခံကြတဲ့ အနေထားမျိုးလို့ဆိုပါမှာ